မင်္ဂလာပါခင်ဗျာဒီခါတော့ကျွန်တော်တို့ရဲ့ fighter လေး Joshua Ban ကပန်ဒိုချာအတွက်လူရှိကနေရင်ဆိုင်ခဲ့ရဘူးတဲ့ပြိုင်ဘက်တွေနဲ့လုံးဝမတူဘူးဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ်ဒါကကျွန်တော်ရဲ့အမကန်ပြည်သက်တွေကိုညီရွယ်တာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အမကန်ပြည်သက်တွေက Defy Business ကဘယ်လိုပုံစံမျိုးလက်ပတ်လဲဆိုတာအစအဆုံးကိုနားလည်နေကြပါပြီ။ပြီးတော့ Defyter လောကမှာ Bay Fighter ရဲ့အည်သွေးကဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာကိုလည်းအထူးတလည်ပြောနေစရာမလိုပါဘူး။ သို့တော်လဲဂျော့ရှွာပန်ကဘရန်နာရိုဘာကိုအနိုင်ယူပြပြီးမှတော့ဒီကစားနည်းပေါ်စိတ်ဝင်စားလာတဲ့ပြည်သက်အစ်စ်တွေအများကြီးထွက်ပေါ်လာပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီပြည်သက်တွေနားလည်အောင်ကျွန်တော်ကဒီဗီဒီယိုကိုချပြပြီးရှင်းပြပေးချင်တာဖြစ်ပါတယ်။အဲ့ဒီတော့နောက်ကြောင်းတွေကိုနည်းနည်းလေးပြန်ပြီးလှန့်ကြည့်ကြရအောင်မ Joshua Ben UFC ရောက်လာတာနဲ့ Pantoja ချန်ပီယံဖြစ်တဲ့အချိန်ကသိပ်ပြီးကွာဟာချက်မရှိဘူးလို့ပြောလို့ရပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ fighter လေး Joshua Ban ကသူ့ရဲ့ UFC fighter ဘွားကလကအဖွင့်ပွဲစဉ်ကို short notice ပုံစံမျိုးနဲ့ Suma Kulo ကိုရင်ဆိုင်ထိုးသက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်က2023ခုနှစ်ဇွန်လနောက်ဆုံးပတ်မှဖြစ်ပါတယ်။ဘန်နိုဂျာချန်ပီယံဖြစ်တာက2023ခုနှစ်ဇူလိုင်လပထမပတ်မှဖြစ်ပါတယ်။ ။ဒါကြောင့်မို့လို့အချိန်ပိုင်းအဖြစ်တွက်ကြည့်မယ်ဆိုရင်ပန်ဒိုဂျာချန်ပီယံဖြစ်တဲ့အချိန်နဲ့ Joshua Ban ရဲ့ UFC Fighter ဘွားကလကဖွင့်ပွဲထိုးခဲ့ရတဲ့အချိန်တွေကတိတ်ပြီးကွာဟာချက်မရှိပါဘူး။ကြားထဲမှာနှစ်ပတ်ဝန်းကျင်လောက်လေးပဲကွာဟာတာပါ။မကြခင်မှာတော့ဒီဖိုက်တာနှစ်ယောက်ဟာ Flyweight တန်းချန်ပီယံကပ်စင်ကာပူရဲ့ခေါင်းဆောင်အောက်ကနေထိတ်တိုက်တွေ့တော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ကျွန်တော်တို့ပြည့်သက်တဲ့အကုံလုံးလေးသိထားကြပါပြီ။ ခုဆိုရင်ပန်ဒိုဂျာဟာ Flyway Champion ကပတ်ကိုသိမ့်ပိုက်ပြီးနောက်ပိုင်း Champion ကပတ်စင်ကောပွဲကိုလေးကြိမ်အထိထိုးသက်ထားပြီးပါပြီ။သို့တော်လည်းအဲ့ဒီလေးကြိမ်စလုံးမှာသူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေက Joshua Ben နဲ့လုံးဝမတူပါဘူး။ပထမဆုံးအနေနဲ့သူရင်ဆိုင်ထိုးသက်ခဲ့ရတဲ့ပြိုင်ဘက်က Brandon Rober ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အမြင်ပြောရရင် Brandon Rober ကတော့ထိုက်ထိုက်တန်တန်နဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရခဲ့တယ်လို့ဆိုကြည့်ကြပါတယ်။သို့တော်လည်းနောက်ဆုံး၃ပွဲကတော့အဲ့လောက်ထီကြီးလည်းမဟုတ်ပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ Flyweight တန်းအခင်းချင်းရာ UFC ဘက်ကအပြောင်းအလဲတွေဖြစ်ချင်တဲ့အတွက်စ조사ချင်းကတဲ့ပုံစံမျိုးနဲ့ဖန်နီးခဲ့လို့ဒီပွဲတွေကပေါ်ပေါက်လာတာပါ။ဒီလိုအကြောင်းရင်းတွေကြောင့် Joshua Ban ကပန်တို့ကြချင်းဆိုင်ခဲ့ဘူးတဲ့ရှေ့ကပြိုင်ဘက်တွေနဲ့လုံးဝမတူဘူးဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကချပြတင်ဆက်မှာဖြစ်ပါတယ်ခင်ဗျာပန်တို့ကြနောက်ဆုံးရင်ဆိုင်ထုတ်သက်ခဲ့တဲ့ပြိုင်ဘက်၃ယောက်ကိုကြည့်လိုက်မယ်ဆိုရင် Steve Arce, Kai Asakura, Kai Kara Frano ဖြစ်ပါတယ် အဲ့ဒီထဲမှာကိုင်ကာရာဖရန့်နဲ့စတီဗ်အာဆေတို့က promotion ဘက်ကလက်ဆောင်ပေးခဲ့တာလို့ပြောလို့ရပါတယ်။ဒါကလည်းအကြောင်းရင်းများစွာ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ UFC ဘက်က flyweight တန်းနဲ့ပတ်သက်လာရင်ပိုပြီးမြိုင်မြိုင်ဆန်ဆန်ဖြစ်အောင်ဖန်တီးခြင်းတဲ့အတွက်ပုံစံမျိုးစုံနဲ့စံသက်ခဲ့တာပါ။အတိတ်ကအကြောင်းအရာတချို့ကိုပြန်ပြီးတူးဆွရအောင်မယ်ဆိုရင်ခုတစ်ချိန်လုံးကတော့ flyweight တန်းပွဲတွေကဆွဲဆောင်မှုမရှိဘူးဆိုပြီးမြိတ်သက်တွေကပုံစံမျိုးစုံနဲ့ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာချက်မြက်ကပ်စင်ခေါ်ပွဲတွေကြီးလိုက်ပြန်တော့လဲထိပ်ပိုင်းကလူတွေပဲရပွဲဝဲလဲလှဲနေကြတာပါဘရန်နမိုရီနိုချက်မြက်ဖြစ်တော့က PPV ရိုနဲ့လေးချိန်ထိတောင်းထိုးသက်ခဲ့ဘူးပါတဲ့အဲ့ဒီနောက်ပန်ဒိုဂျာချန်ပီယံဖြစ်လာချိန်မှာလဲဒီဖိုက်တာတွေကြီးပဲရေဝဲဝဲလဲနေတာပါ။ဒါကြောင့်မို့ပရိုမိုးရှင်းဘက်ကနောက်ကတက်လာတဲ့ဖိုက်တာတွေတဲကဆိုရင်ဘလို့ပုံစံမျိုးနဲ့မဆိုဆွဲခေါ်လို့ရရင်ဆွဲခေါ်ကြည့်ပါတဲ့။ထင်ရှားဆုံးဥပမာတွေက Steve Arce နဲ့ Kai Kara Fran တို့ပါပဲ။ Steve Arce ဆိုရင် Matt Sessions ကိုတစ်ချက်ထက်နဲ့အမောက်သိပ်ပြလိုက်လို့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရခဲ့တာပါထပ်ပြီးပြောရရင်အဲ့ဒီပွဲကဘရာဇီးမှာကျင်းပနေတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်ပန်ဒိုချာကိုပွဲထုတ်ချင်နေတာမို့စတိဗ်အာဆေကိုခုံမြန်ကြော်လာနဲ့အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။စတိဗ်အာဆေပြီးတော့ကိုင်းအစာကူရာကထပ်ပြီးခွင့်ရရပါတယ်။ဒါကဘာကြောင့်လဲဆိုတော့ကိုင်းအစာကူရာဟာဂျပန်ကိုစားပြုဖိုက်တာဖြစ်နေလို့ပါပဲ။ ဝမ်ချမ်ပီယံရှစ်ကလည်းဂျပန်ဆေးကွက်ကိုအမှန်ကန်အာရုံစိုက်နေတာပါ UFC ဘက်ကလည်းဂျပန်ဆေးကွက်ကိုဒီတိုင်းလက်မလွတ်ချင်တဲ့အတွက်မျက်နှာသစ်ဖိုက်တာကိုင်းအဆာဂူရာကိုတမ်းပြီးချန်ပီယံကပ်စိန်ခေါ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။သို့တော်လည်းဒီဖိုက်တာကချန်ပီယံကပ်စိန်ခေါ်ဖို့လုံလောက်တဲ့အည်သွေးမျိုးမရှိသေးဘူးဆိုတာအပြစ်သက်တွေအကုန်လုံးလည်းမြင်ခဲ့ကြပြီပါပြီ။အဲဒီတော့နောက်ဆုံးစိန်ခေါ်ခွင့်ရတဲ့ကိုင်းကာရာဖရန့်ရဲ့အကြောင်းကိုထပ်ပြီးပြောကြရအောင်ပါ။ ကိုင်ကာရာဖရန့်ကဒီချမ်ပီယံကပ်စင်ကာပူမထိုးခင်အချိန်ကစုစုပေါင်း၃ပွဲထိုးသက်ခဲ့ရာနှစ်ပွဲရှုံးတပွဲနိုင်ရလက်ထွက်ပေါ်ခဲ့ပါတယ်။အရင်နိုင်ရတဲ့ပွဲကတော့ Steve Arce ကိုလက်သီးထိုးချက်တစ်ချက်ထဲနဲ့အမှောက်သိပ်ပြခဲ့တာပါ။အဲဒီဆွမ်းဆောင်ရည်ကြောင့်ပဲ promotion ဘက်ကအပြောင်းလဲများဖြစ်ပါစေတော့ဆိုတဲ့ပုံစံမျိုးနဲ့ချမ်ပီယံကပ်စင်ကာခွင့်ပေးခဲ့တာဖြစ်ပါတယ်။စွမ်းဆောင်ပြီးအပြင်ကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာ၃ပွဲနိုင်၂ပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါ ဲ့ဒီ fighter တွေရဲ့အနေထားတွေကိုခြုံကြည့်လိုက်မယ်ဆိုရင်တူညီတဲ့အကြောင်းအရာတစ်ခုတော့ထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ promotion ဟာပောက်ကွဲမှုအားကောင်းကောင်းနဲ့ပြည်သက်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ fighter မျိုးတွေဆိုရင်ဆွဲတင်ညင်လေးရှိတာပါ Steve Arce တုန်းက message နဲ့ကို boxing တွဲလုံးနဲ့ပေါက်သိပ်ပြခဲ့လို့ချန်ပီယံကပတ်စင်ခေါ်ခွင့်ရပါတယ် Kai Kara Frank ကလည်း Steve Arce ကိုအမှောက်သိပ်ပြလိုက်ပြန်တော့ထပ်ပြီးတော့အခွင့်အရေးရပြန်ပါတယ် ဒါလို့အကြောင်းရင်းတွေကြောင့် promotion ဘက်က flyweight တန်းကိုတက်ဝင်လာဖို့အတွက်ဘယ်လောက်ထိအားစိုက်နေလဲဆိုတာပြိတ်သက်တွေလည်းမြင်ကြားလောက်ပါပြီ Joshua Ban ကတော့အဲ့ဒီ fighter တွေနဲ့လုံးဝမတူပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီချန်ပီယံကပတ်စိန်ခေါ်ခွင့်ကိုထိုက်ထိုက်တန်တန်ကြီးကိုရရှိထားတာပါအသက်အရွယ်အဖြစ်23နှစ်ပဲရှိသေးပေမဲ့သူနောက်ဆုံးထိုးခဲ့တဲ့၅ပွဲဆက်တိုက်အနိုင်ယူပြထားပါတယ် Brandon Roba လို ranking number 1နေရာမှာယက်တီနေတဲ့ fighter မျိုးကိုပြင်ဆင်ချိန်၃ဘက်အတွင်းနဲ့ရအောင်ထုတ်ပြပြီးဒီခွင့်ရေးကိုစုပ်ကင်ထားတာပါထပ်ပြောရရင်လက်ရှိ flyweight တန်းမှာနိုင်ပွဲဆက်အများဆုံးရယူထားတဲ့ fighter စင်းကိုကြည့်လိုက်မယ်ဆိုရင် Joshua Ben ကဒုတိယနေရာမှာရှိနေပါတယ်။ပထမနေရာမှာတော့ Pantoja ကစုစုပေါင်း10ပွဲနဲ့ထိပ်ဆုံးကနေရက်တည်နေတာပါ။ Joshua Ben ကတော့အဲ့ဒီနောက်မှာစုစုပေါင်း9ပွဲနဲ့ဒုတိယနေရာမှာကက်ပြီးရက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ဒီကြိမ်ထိတ်တိုက်တွေးမဲ့ချက်မြက်ကပ်စင်ခေါ်ပွဲကလက်ရှိမှာနိုင်ပွဲအရေးအတွက်အများဆုံးရယူထားတဲ့ဖိုက်တာနဲ့ဒုတိယအများဆုံးရယူထားတဲ့ဖိုက်တာတို့ထိတ်တိုက်တွေးတဲ့ပွဲလို့ပြောလို့ရနေပါတယ်အဲ့လိုတော့အကြောင်းရင်းတွေကြောင့် Joshua Ban ကရှေ့ကစိန်ခေါ်ခဲ့တဲ့ပြိုင်ဘက် fighter တွေနဲ့မတူဘူးလို့ကျွန်တော်ကဆွဲထုတ်တင်ပြတာပါ။ဆလဘီဒီပွဲကဘယ်ချိန်လောက်မှဖြစ်နိုင်ချေရှိလဲဆိုတဲ့သုံးသက်ချက်လေးကိုလည်းထပ်ပြီးပြောပြခြင်းနေပါတယ်။ ဂျိုရှွာဘန်ဟာ UFC 370ပြိုင်ပွဲအပြီးမှာတော့ medical suspension 45ရက်ထိပါတယ်။တဘောကဒီ45ရက်အတွင်းဘာမှလေ့ကျင့်ကမ်းတွေလုပ်လို့မရပါဘူး။လူရရှိထားတဲ့ခြေချောင်းတန်ရာကိုကုသရမှာပါ။45ရက်ကျော်မှနောက်ပွဲလက်ခံခွင့်ရှိမှာဖြစ်ပါတယ်။သို့တော်လည်း promotion ဘက်ကသူ့ကိုချန်ပီယံကပ်စင်ခေါ်ခွင့်အာမခံချက်အပြေးဝပေးထားပြီးပါပြီ။အဲ့ဒီတော့ပန်ဒိုဂျာနဲ့ပွဲဖြစ်လာနိုင်တဲ့အလားလာကဘယ်ချိန်လောက်မှလဲဆိုတာဆက်ပြီးအနိကက်ဆွဲကြည့်ရအောင်မှာ UFC ဟာချန်ပီယံကပ်စင်ကာပွဲတွေဆိုရင်မိဘဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲကြီးတွေရဲ့ခေါင်းစဉ်အောက်မှာပဲထည့်ပါတယ်။လောလောဆယ်မှာတော့ UFC 370ပြိုင်ပွဲကျင်းပပြီးဖြစ်လို့မကြခင် UFC 380ပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီ UFC 380ပြိုင်ပွဲမှာတော့ BMF ချန်ပီယံကပ်လူပွဲကိုထည့်သွင်းထားတာပါ။ Dustin Poirier ရဲ့ Fighter ဘွားနောက်ဆုံးနှုတ်ဆက်ပွဲကို Max Holloway နဲ့ထိတ်တိုက်တွေ့ပေးထားတဲ့ပွဲကိုကောင်းပွဲဖြစ်သတ်မှတ်ထားပါတယ်။ UFC 380ပြိုင်ပွဲပြီးရင်တော့ UFC 390ပြိုင်ပွဲကျင်းပမှာပါဒီပြိုင်ပွဲမှာတော့ Middleweight တန်းချန်ပီယံကွက်စင်ခေါ်ပွဲကိုသတ်မှတ်ထားပါတယ်ဒူပလက်စစ်နဲ့ Hamza Chimaev တို့က UFC 390ရဲ့ထိတ်ဆုံးကောင်ပွဲ အဖြစ်ထိုးမှာပါအဲ့ဒီတော့ဒီ Pay-per-view နဲ့ကျင်းပမဲ့ပြိုင်ပွဲနှစ်ပွဲမှာတော့ Joshua Van နဲ့ Pando Jaw တို့တွဲဆိုင်ကပါဝင်လာနိုင်ခြေနေပါပြီဒီနောက်မှာကျင်းပမဲ့ပြိုင်ပွဲမျိုးတွေမှာပဲဖြစ်နိုင်ခြေရှိပါတယ် UFC ဟာ Flyweight တက်ချမ်းပီယံကပတ်စင်ကာပူတွေဆိုရင်ထိတ်ဆုံးကောင်ပွဲအဖြစ်သတ်မှတ်တာရှာပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့ကိုရခင်တုန်းကပြည်သက်တွေကစက်တိုက်ဝေဖန်ခံခဲ့ရတဲ့အတွက်ရယ် weight တန်းငယ်နေတဲ့အတွက်ကြောင့် promotion ဘက်ကထိတ်ဆုံးကောင်ပွဲအဖြစ်သတ်မှတ်တာမျိုးအတော်ကိုရှာသေးတာပါ။များသောအားဖြင့်ကိုမင်းပွဲနေရာမှာပဲထားတာများပါတယ်။တို့တော့လေသူတို့ကဘရာဇီးကိုသွားပြီးကျင်းပစရာပြိုင်ပွဲမျိုးရှိတဲ့ဆိုရင်တော့ပန်တိုချာရဲ့တွဲဆိုင်ကခေါင်းပွဲမျိုးတော့ဖြစ်လာနိုင်ခြေရှိပါတယ် အတိတ်မှာတုန်းကလည်းဒါမျိုးဖြစ်ရတဲ့ခုကြုံခဲ့ဘူးလို့ပါပဲပန်ဒိုဂျာနဲ့စတီပါဆေးတို့ထိုးတဲ့ပွဲဟာဘရာဇီးမှာကျင်ပါခဲ့တာပါအဲ့ဒီပြိုင်ပွဲမှာ Flyweight တန်းချန်ပီယံကပ်စင်ကာပူပွဲကိုခေါင်းပွဲဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ဆက်ပြီးပြောရအောင်မယ်ဆိုရင် UFC ဘက်ကနောက်ထပ်တဲစရာတွဲဆိုင်တွေလည်းကြံနေသေးပါတယ်အဓိကအဖြစ်တော့ Islam Makashev နဲ့ Jeff Medalina တို့တွဲဆိုင်ကဘယ်ပြိုင်ပွဲမှာပါဝင်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ heavyweight တန်းရဲ့ချန်ပီယံသစ်ဖြစ်လာတဲ့ Twin Aspen ကလည်း promotion ဘက်ကိုပွဲတွေတောင်းဆိုနေပါပြီ။သူကဂျွန်ဂျုံကိုစောင့်နေရင်းနဲ့ပွဲတွေဝေးကွာနေတာအတော်ကိုကြာခဲ့ပြီဖြစ်ပါတယ်။မယုံမလွန်လေးပြောရရင်တော့ Pantoja နဲ့ Joshua Van တို့တွဲဆိုင်ကဒီနေ့နှောင်းပိုင်းမှာဖြစ်လာပွဲရှိပါတယ်။ဒါကလည်း UFC ကချန်ပီယံတယောက်ကတနည်းတော့မှစုစုပေါင်းဘယ်နှပွဲထိုးလဲဆိုတဲ့အချက်ပေါ်မှအခြေခံပြီးပြောတာပါ။ ပုံမှန်အဖြစ်တော့ UFC fighter တယောက်ကတနစ်ကိုအနည်းဆုံးချန်ပီယံကပ်စင်ကာပူနှစ်ပွဲတော့ထိုးသက်လေရှိပါတယ်ဘန်ဒိုဂျာချန်ပီယံဖြစ်တဲ့အချိန်နဲ့ဂျိုရှွာဘန် UFC ကိုရောက်လာတဲ့အချိန်ကထပ်တူနှီးပါလို့တွက်ကြည့်လိုက်မယ်ဆိုရင်ဒီအချက်ကပိုပြီးတောင်ပေါ်လွန်နေပါတယ်။ဘန်ဒိုဂျာဟာလက်ရှိအချိန်မှာတော့ချန်ပီယံဘက်ကာကွယ်ပွဲပေါင်း၄ပွဲအထိထိုးသက်ထားပြီးပါပြီ။ဂျိုရှွာဘန်ကတော့ UFC ကောင်ဆယ်အောက်မှာစုစုပေါင်း၉ပွဲအထိတောင်ထိုးသက်ထားပြီးပြီဖြစ်ပါတယ်။ အဲ့လိုအကြောင်းရင်းတွေကြောင့်ဂျော့ရှွာဘန်နဲ့ပန်ဒိုဂျာတို့တွဲဆိုင်ကဒီနဲ့နှောက်ပိုင်းမှာကျင်းပမဲ့ပေပါဘျူးနဲ့ပြိုင်ပွဲမှာပါဝင်လာဖို့ရာဂိုင်နှုံပုံများတယ်လို့ကြိုပြီးခံမှန်းထားပြစေခင်ဗျာဆလပီ UFC ရဲ့ Canon Fighter တယောက်တောင်ဖြစ်လာနိုင်တဲ့ Joshua Ban ရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကိန်းဂဏန်းတွေအကြောင်းကိုပြောပြချင်ပါတယ်။ဒီအကြောင်းအရာတွေကိုမပြောပြခင်လက်ရှိ Joshua Ban ရရှိနေတဲ့အောင်မြင်မှုနဲ့ပတ်သက်လို့တော့မနာလိုဖြစ်နေတဲ့ Flyweight တန်းက Fighter အနေငယ်အကြောင်းကိုကြားညက်ပြောချင်သေးပါတယ်။ အဲ့ဒီ fighter တွေကတော့အတိတ်မှာတုန်းကသူနဲ့တနည်းတစ်ပုံဆက်ဆက်ခဲ့ဘူးတဲ့ fighter တွေပါပထမဆုံးအနေနဲ့ Japan fighter Ray Suruya ဖြစ်ပါတယ် Ray Suruya ဟာ Joshua Ban က Brandon Roba ကိုအနိုင်ယူပြပြီးမှတော့စွမ်းဆောင်ရင်ပိုင်းဆိုင်ရာက MKN လောက်ပဲဆိုပြီးချီးကျူးပါတယ်။တစ်ချိန်တည်းမှာပဲသူကရှုံးကျွေးပြန်ဆက်မယ်ဆိုပြီးကြုံဝါသွားခဲ့ပါတယ်။ Ray Suruya နဲ့ Joshua Ban ပွဲအခင်းကျင်းကဘလို့ပုံစံမျိုးနဲ့အဆုံးသတ်ခဲ့တယ်ဆိုတာပြည်သက်တွေအကုန်လုံးလည်းသိပါတယ်။ နောက်ဆုံးအချိန်မှာရွေးဆူရီယာဟာနော်တော့မကြုံတမေပါဂျိုရှွာဘန်ကသူ့ရဲ့တိတ်တောက်မှန်တဲ့မြောက်ကိုကောင်းကောင်းခုခံပြီးအမှန်ကန်ကိုပြန်လဲတုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဂျိုရှွာဘန်နဲ့ပတ်သက်ပြီးနောက်ထပ်ပြောဆိုလာတဲ့ဖိုက်တာကတော့တစ်ချိန်ကအပြန်အလှန်လေးတိုက်ခဲ့မှုတဲ့ပြီးတိန်ဖိုက်တာမိုကာရဲဖြစ်ပါတယ်မူကာယက်ဖာအချောင်းတိုက်ဆိုင်တိုင်း UFC ကိုပြန်လာခွင့်ရဖို့အတွက်ပုံစံမျိုးစုံနဲ့အာယုံဖန်ဆာမှုရအောင်ကြိုးစားနေတဲ့ဖိုက်တာဖြစ်ပါတယ်။ ဂျောရှုအဘန်ကချက်မြက်ဘက်ကိုစိန်ခေါ်ခွင့်ရလိုက်တဲ့အချိန်မှာတော့သူကလေးစားမှုရှိတဲ့ဆိုတဲ့စကားလုံးကိုအရင်ဆုံးသုံးပါတယ်အချိန်ထဲမှာပဲပန်တိုဂျာကဂျိုရှွာပန်ကိုပထမအချင်းနဲ့အဆုံးသက်ပြလိမ့်မယ်ဆိုပြီးတောင်းရေးသားသွားခဲ့တာပါဒီဖိုက်တာတွေကတော့ကျွန်တော်တို့ဖိုက်တာလေးကိုနည်းနည်းလေးမနာလိုတဲ့စံနာမျိုးတွေရှိတယ်လို့ကျွန်တော်ကယူဆကြည့်ကြပါတယ်အဲ့ဒီတော့အကြောင်းအရာကိုသွားကြရအောင်မဂျိုရှွာပန်ရဲ့အသက်ကအခုမှ23နှစ်ပဲရှိသေးပါတယ် UFC promotion မှာစုစုပေါင်း6ပွဲထိုး10ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားပါပြီ။ထိုးပွဲအရေးအတွက်ပိုင်းရာရောအသက်ရွယ်ပိုင်းရာပါအရန်ကိုနှူလွန်းသေးပါတယ်။သို့တော်လည်းစွမ်းဆောင်ရင်ပိုင်းဆိုင်ရာကိန်းကနန်းတွေအရာသူဟာတစ်ချိန်ချိန်မှာ UFC ရဲ့ Gunman Fighter တောင်ဖြစ်လာနိုင်နေဆိုပြီးညွန်ပြလျက်ရှိပါတယ်။ဒါက Brandon Roba နဲ့ပွဲပြီးမှထွက်ပေါ်လာတဲ့ကိန်းကနန်းတွေကိုကျွန်တော်ကပြောတာပါ။ဒီနေရာမှာအပိုင်းနှစ်ပိုင်းခွဲပြီးကျွန်တော်ပြောပြချင်ပါတယ်။ ထမပိုင်းကိုတော့ UFC Flyweight တန်တမန်ကြောင့်တခြားစွမ်းဆောင်ရည်အကုန်လုံးကိုခြုံပြီးပြောမှာပါနောက်တစ်ပိုင်းကတော့လက်ရှိ UFC Flyweight တန်မှာထိုးတက်နေတဲ့ fighter တွေအားလုံးရဲ့စွမ်းဆောင်ရည်တွေကိုခြုံပြီး Joshua Ban ရဲ့စွမ်းဆောင်ရည်နဲ့နှိုင်းယှဉ်တင်ပြပေးမှာဖြစ်ပါတယ်ပြည်သူများခမရ Joshua Ban ဟာကမ္ဘာအကောင်ဆုံး promotion UFC ကိုရောက်ရှိလာတာအခုမှနှစ်နှစ်ဝန်းကျင်ပဲရှိသေးပါတယ်တို့တော်လေဒီကာလအတွင်းစွမ်းဆောင်ပြထားတဲ့ကိန်းနှံတွေကအတော်ကြီးကိုမျက်ခုံးလှုပ်ဖို့ကောင်းနေပါပြီ။ UFC Flyweight တက်မှာ Striking အရေးအတွက်အများဆုံးထုတ်သုံးထားတဲ့ Fighter က Champion Hong Brandon Morino ဖြစ်ပါတယ်။သူထုတ်သုံးထားတဲ့ Striking အရေးအတွက်စုစုပေါင်းက1220အကြိမ်ရရှိပါတယ်။ကျွန်တော်တို့ Fighter လေးကတော့1098အကြိမ်အထိရှိနေပါပြီ။ဒါတောင် UFC ကိုရောက်လာတာနှစ်နှစ်ဝန်းကျင်ပဲရှိသေးပါတယ်။ Brandon Morino ကတော့ UFC ကောင်းဆင်အောက်မှာစစ်စပောင်း16ပွဲအထိထိုးသက်ထားပြီးပါပြီ။ Joshua Ban ကအခုမှ9ပွဲပဲထိုးရသေးပါတယ်။ ဒါတောင်ဒီဖိုက်တာနှစ်ယောက်အကြစတရိုက်ကြီးအရေးအတွက်စုစုပေါင်းကွာဟာချက်ကတရာကျော်ဝန်းကျင်လေးပဲရှိတာပါလက်ရှိဂျော်ရှုအဘတ်ထုတ်သက်နေတဲ့အနေအထားကတပွဲဆိုရင် strike အရေအတွက်ကပြားမြတရာလောက်တောင်ရှိနေပါပြီ။နောက်ထုတ်မဲ့ပွဲကငါးကြီးချန်ပီယံကပ်စိန်ခေါ်ပွဲဆိုတော့ရန်နမိုရီနိုရဲ့စံချိန်ကိုစောစောစီးစီးတောင်ကျော်ဖြတ်သွားပွဲရှိနေပါတယ်။ ။ဒေကြတာတခုကတော့ဂျိုရှွာပန်ပွဲလက်ခံထိုးတဲ့အနေအထားနဲ့လက်ရှိချပြနေတဲ့စွမ်းဆောင်ရည်ပိုင်းတွေကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင်ဒီစွမ်းဆောင်ရည်မှတ်တမ်းကိုအချိန်တိုအတွင်းမှာကျော်ဖြတ်သွားမှာဒေကြပါတယ်။ဒါကြောင့်မလို့ Joshua Ban ဟာ Flyweight တန်တမန်ကြောင့်တခြား Strike ရဲ့အတွက်အများဆုံးထုတ်သုံးတဲ့ Fighter မျိုးဖြစ်လာဖို့ကအခြေအနေကောင်းနေအများကြီးပိုင်ဆိုင်နေပါပြီ။နောက်ထပ်ပြောပြမယ့်စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကိန်းဂဏန်းတစ်ခုကတော့ Strike Accuracy ပိုင်းဖြစ်ပါတယ်။ ဒီပိုင်းကိုတော့ UFC နဲ့ One Championship ရဲ့ Gunwan Fighter ကြီး DJ ကဥဆောင်နေတာပါသူရဲ့ strike accuracy က58.2%ကိုင်နှုန်းအထိတည်ကြပါတယ် Joshua Ban ကတော့ဒုတိယနေရာမှာရက်တည်နေပြီး56.8%ကိုင်နှုန်းရှိပါတယ်ပြီးတဲ့ data 3ထားကြည့်မယ်ဆိုရင်နောက်ပိုင်းပွဲတွေမှာ Joshua Ban ရဲ့ strike တိကျမှုနှုန်းကအတော်ကြီးကိုအားကောင်းလာတာပါ ကျွန်တော်တို့ရဲ့အမြင်ပြောရရင်ဒီပုံစံလိုက်ဆက်ပြီးစွမ်းဆောင်ပြအောင်မယ်ဆိုရင်တော့ striking accuracy စွမ်းဆောင်ရေးမှတ်တမ်းမှာလဲသူက DJ ကိုကြော်တက်သွားပွဲရှိနေပါတယ်။ဒါကတော့ flyweight တန်တမိုင်းကြောင့်တခြားမှာတင်ရှိထားတဲ့ all time history record တွေနဲ့နှိုင်းယှဉ်ပြီးပြောတာပါ။ဆလဘီလက်ရှိ flyweight တမထိုးတက်နေတဲ့ fighter တွေရဲ့စွမ်းဆောင်ရည်နဲ့ရှင်ပြီးနှိုင်းရှင်ပြောကြည့်ကြရအောင်ပါ။ ဂျိုရှွာဘန်ဟာပြိုင်ဘက်တစ်ယောက်ကို10မိနစ်အတွင်းထိတိမိမိပြောင်းပြထိုးပြနိုင်တဲ့အချိန်ကြီးပေါင်းက7.86ကြိမ်အထိရှိပါတယ်။ဒါက flyweight တန်းတစ်ခုတည်းမှာတဲ့အရေးအတွက်အများဆုံးဖြစ်တာမဟုတ်ပါဘူး။လက်ရှိ UFC promotion တစ်ခုလုံးမှပိုင်ဆိုင်ထားတဲ့ fighter စုစုပေါင်း900နီးပါးတဲမှာတောင် Joshua Ban ကအကောင်ဆုံးမှတ်တမ်းဖြစ်ပါတယ်။10မိနစ်အတွင်းမှာပြိုင်ဘက်တစ်ယောက်ကိုသူ့လောက်ဘယ်သူမှထိတိမိမိဖြစ်အောင်ထိုးပြနိုင်ခြင်းမရှိသေးပါဘူး။ဒီမှတ်တမ်းကတော့အတော်ကြီးကိုဂုံယူဖို့ကောင်းတာပါ။ တနည်းပြောရရင်လက်ရှိကမ္ဘာပေါ်ကပြည်သက်တွေကဂျိုရှွာဘန်ကိုဝင်းရံအားပေးကြတာဒီအချက်ကြောင့်ပဲဖြစ်မယ်လို့ယူဆကြည့်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သက်တွေအားလုံးက strikey ဘိုင်းကိုပဲသဘောကျကြတာပါ။ဂျိုရှွာဘန်ကိုတိုင်လည်းအဲ့ဒီ strikey ဘိုင်းမှာပဲအာသာချက်တွေအများကြီးရှိနေတာဖြစ်ပါတယ်။နောက်ထပ်ပြောပြမယ့်အချက်ကလည်း strikey ဘိုင်းနဲ့ပဲသက်ဆိုင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ fighter လေးက strikey ဘိုင်းကိုပဲအာပြုတ်ကစားတဲ့သူပါ ဒါကြောင့်မလို့သူတင်ရှိထားတဲ့စံချိန်ပတ်တန်းတွေကိုကြည့်လိုက်မယ်ဆိုရင် strike တွေနဲ့ပဲအားလုံးကဆက်ဆက်နေမှာပါဒီတစ်ခါပြောပြမယ်စွမ်းဆောင်ရည်ကိန်းနှန်းကတော့ strike differential ဖြစ်ပါတယ်မြန်မာမှုပြန်ပြုတ်ပြီးပြောရမယ်ဆိုရင်ဂျိုရှွာဘန်ကထုတ်သုံးလိုက်တဲ့ strike အရေးအတွက်နဲ့ပြိုင်ဘက်ကပြန်ပြီးထုတ်သုံးလိုက်တဲ့ strike အရေးအတွက်ကြား qua ha chip တစ်ခုကိုဆိုလိုတာပါ တနည်းအားဖြင့်ကုဖိုက်တာကဘယ်လောက်ထိထုတ်သုံးနိုင်လဲပြိုင်ဘက်ဖိုက်တာကဘယ်လောက်ထိထုတ်သုံးလဲအဲ့ဒီကြားထဲမှာဘယ်လောက်ထိကွာဟာချက်ရှိလဲဆိုတာကိုသင်ချာနည်းနဲ့ကိန်းဂဏန်ဖော်ပြတာဖြစ်ပါတယ်ဂျိုရှွာဘန်ဟာ strike differential ကိန်းနဲ့မှာတော့2.5စအထိတောင်ရှိပါတယ်။ဒါကဘာကိုဖော်ပြလဲဆိုတော့ပြိုင်ဘက်တွေကထုတ်သုံးတဲ့ strike အရေအတွက်ထဲသူထုတ်သုံးတဲ့ strike အရေအတွက်က2စကွဲအထိတောင်များနေတာပါ။အတော်ကြီးကိုကြောက်ဖို့ကောင်းတဲ့ကိန်းကနန်းဖြစ်ပါတယ်။ လက်ရှိ UFC Flyweight တန်းမှာဒီလိုစွမ်းဆောင်ရည်မျိုးကိုဘယ်သူမှလုပ်ပြနိုင်သေးတာမဟုတ်ပါဘူးဒီလိုဒီလိုတော့စွမ်းဆောင်ရည်ကိန်းကနန်းတွေကြောင့်ကျွန်တော်က Joshua Ban ဟာတစ်ချိန်ချိန်မှာ UFC ရဲ့ Gunman Fighter တယောက်တောင်ဖြစ်လာနိုင်နေဆိုပြီး Hogan ထုတ်တာဖြစ်ပါတယ်လက်ရှိမှာတော့ Fury Fighting Championship ရဲ့ Gunwan Gunbook ကိုတရားဝင်နှင်အပ်ထားပြီးပါပြီ UFC ရဲ့ Gunwan Gunbook ကတော့နောက်နှစ်ပေါင်းများစွာမှနှင်အပ်ခံရမှာဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အသက်ကအခုမှ23နှစ်ပဲရှိသေးတာပါ။အမနာရန်ပြောရမယ်ဆိုရင်အခုမှကမ္ဘာစင်မြင့်ထက်မှစပြီးတောက်ပဖို့အာယူနေတဲ့အချိန်မျိုးဖြစ်ပါတယ်။သို့တော်လည်းသူ့ရဲ့အလားအလာတွေကဒီလိုပုံစံမျိုးတွေတောင်ဖြစ်နေပါပြီ။ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ပြည်သက်တွေဂုဏ်ယူလို့ရအောင်ကျွန်တော်ကဆွဲထုတ်တင်ပြကြည့်တာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တော့ Joshua Ban ရဲ့အကြောင်းလေးပြောပြီးပဲညီကုန်းချုပ်ချင်ပါတယ်။ UFC ဟာ Brandon Roba နဲ့ Joshua Ban တို့ထိုးတဲ့ပွဲကိုဒီဂျွန်လာရဲ့အကောင်းဆုံးပွဲအဖြစ်ဒီကနေ့မှပဲသတ်မှတ်လိုက်ပါပြီ။ဒီတွဲဆိုင်က Fight of the Year ဖြစ်တောင်ဖြစ်သွားနိုင်တဲ့ဆိုပြီးကမ္ဘာတဝန်းကနာမည်ကြီး Fighter တွေအားလုံးကတညီတညွတ်ထဲပြောဆိုလျက်ရှိပါတယ်။လက်ရှိမှာဂျွန်လာကုံလို့ဇူလိုင်လကိုဖြတ်သန်းနေပါပြီ။တနည်းပြောရရင်2025ခုနှစ်ရဲ့နှစ်ဝက်ကာလကိုဖြတ်သန်းနေပြီလို့ပြောလို့ရပါတယ်။ ။ဒါကြောင့်မို့လို့ပထမနှစ်ဝက်တာကာလဖြတ်သန်းခဲ့တဲ့အထက်မှာ Joshua Ben နဲ့ Brandon Roba တို့ပွဲလောက်ကောင်းတဲ့ပွဲကမတွေ့ရသေးဘူးဆိုတာမိသက်တွေအများစုကတွက်ဆနေတာပါ။အဲ့လိုတော့အကြောင်းရင်းတွေကြောင့် Five of the Year ဖြစ်သက်မခံရနိုင်တဲ့ဆိုပြီးထင်ကြေးတွေပေးနေကြတာဖြစ်ပါတယ်။လာမယ့်နေ့ဒီမှာလဲ MMA လောကကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ။